ားအလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြခြင်းတဲ့ဇလန်းလေးရတော့ဆိုင်းရေးဆရာကြီးဘူတာယာရဲဘော်၃ချိန်ရေးသားထားတဲ့ပြည်တန်းလိုက်တန်းဆိုတဲ့ဝိတုဇလန်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပြည်တန်းလိုက်တန်း အိတ်တန်းသက်သောကြက်သွန်တံများသည် ကျွန်တော်တို့တဲစကန်ဤတဝိုင်းမှပဲ့တင်ထမ်းမြပေါ်ထွက်နေတော်သည်ဝင်းလူဆဲဆဲနေအောင်ချီများသည်ကျွန်တော်တို့အားအနောက်တောတန်းများမှနှုတ်ဆက်နေလေသည် ရွာကောင်းနှင့်လမ်းပြတို့သည်တဲရှိ၌ထင်းတုံကြီးများကို မျက်နှာချင်းဆိုင်တည်ပြီးမီးမွေးဆပြုနေပါသည်ဥပိုးဟန်နှင့်ရဲဘော်နှစ်ယောက်သည် အမေပြရိုင်ဖယ်ကြီးများနှင့်စစ်ရိုင်ဖယ်များကိုတိုက်ချုပ်ကာအလုံများနေခိုက်ပြီး ရော့ရော့ပုံမူခမည်းနှလုံးမှုရိုင်ဖယ်ကိုကြည့်ပါဦးပြောင်းရဲ့လားလို့မနက်ကကျုပ်တို့လာတော့ငါနှင်းငွေနဲ့နဲ့ရိုက်မိခဲ့လို့ဂိယုဒ္ဓဆိုင်တိုက်ပြေးရတာဗျဥပိုးဟန်ဒီငားရဖို့နှလုံးပြူရိုင်ဖယ်ကိုကျွန်တော်စီတို့လှမ်းပေးရင်မေးလိုက်ပါဒီကျွန်တော်ဒီနှလုံးပြူရိုင်ဖယ်ကိုခါမှချိုး၍ထောင်ပြီးကြည့်လိုက်ရမှပြောင်းပါတယ်ဗျာခမည်းကိုင်နဲ့၄၄တနက်ကိုကိုတိုက်ပြီးပြီလားဗျတိုက်မလို့ပဲဖြူ ဥပိုးဟန်သည်ခတ်တုတ်တုတ်ဖြေလိသည်ထိုခတ်တွင်လေးရလေးတနတ်ကိုလှမ်းဆွဲနေသောဥပိုးဟန်သည်နားနှစ်ဖက်ကိုအตาဆွင့်ကငိန်နေပြီးနောက်ကျွန်တော်တို့၏လက်ရဘက်မြိုင်တော်ဆစီတို့ဂယုတဆိုင်ကြည်နေပါတော့သည်ကျွန်တော်တို့လေဥပိုးဟန်ကြည့်ရဖတ်သူလှည့်၍ကြည့်ပြီး နားထောင်လိုက်သည်တွင်တတဝါတကောင်ကောင်ဤသိုးဝိသွာလာနေသောခြေတံနှင့်သေးရွက်ချင်းရိုက်ခတ်တံတဲတဲ့ကိုကြားနေရတော့သည် ဒီကောင်ဘာကောင်ရင်မသိဘူးဗျ။အင်းညနေအချိန်ဆိုတော့စဉ်းစားရခက်သားပဲ။တော်တွင်သားကောင်တွေအဲ့ရထချိန်မှုပဲ။ကျုပ်တို့မနက်ကဟိုနေရာတွေတွားကြည့်တော့ကလေဒီလိုခြေတံမျိုးနဲ့တိုးတဲ့အတံတွေကြားခဲ့ရတယ်။မှတ်မိရဲ့လားဗျ။ဟုတ်တယ်စဉ်းစားစရာပဲ။ကျွန်တော်ဒီနန်းနက်ခင်းကကျွန်တော်မှတ်မိခဲ့သောခြေတံများကိုတတိယ၍ဖြည့်လိုက်ပါသည်။ကျွန်တော်လေ့ကျက်မိသောခြေတံကား လေးလံသောတတဝါကြီးတကောင်ဤကိုလုံးအရှင်နှင့်မြေကြီးပေါ်သို့ခတ်တော့တော့သွားလာနေသောခြေတံများနှင့်ကိုလုံးကိုတစ်ကိုင်းများနှင့်တိုက်ခတ်သွေးနေသောအတံများပင်ဖြစ်ပေသည်တနက်တိုက်နေသောရဲဘော်တန်းမောင်ကဒါဖြင့်တနက်တလက်စီဆွဲပြီး သွားကြည့်ရအောင်ဦးလေးကြီးသွေးတဲ့ကောင်ကိုပြစ်ထက်ပေါ်ဗျာမဖြစ်သေးဘူးကွာဒီလိုအရန်ပြစ်မိမှာဆိုလို့ငါမသွားကြည့်တာဤ အရန်ပြစ်ထက်လို့တနတ်တန်ပေးမိရင်အဒီကထာပြီးလိုက်ရှာမင်းတတော်ကောင်ကြီးကိုတတိပေးလိုက်သလိုဖြစ်သွားမှသိကြတယ်။ gain နေပါစေကွာ။ထမင်းပြင်ပြီးပြီပုံမှုထမင်းချက်တာဝန်ယူထားသောရဲဘော့ဘရွှေကတရင်ပုတ်ဒီတွင်ဘဲနဲ့လည်းဥပိုးဟန်စပါလား။ကျွန်တော်တော့သိမ့်မစားသေးဘူးပြု။ဥဖိုးဟန်ဒီလေးရလေးရိုင်ဖယ်မှတနက်မောင်းတုံးကြီးကို ဖြုတ်နေရမှငါ့သူမောင်ပါကျွေး မေထမင်းနဲ့ဟင်းတွေအတာအုတ်ထောင်းဟိမင်းမြင်တဲ့အတိုင်းပဲသနတ်တတ်တဲ့ကိစ္စမပြီးကြသေးဘူးလေကွာခဏဆောင်ကွာဟုတ်ကဲ့ဦးလေးကြီးရဲဘော့တန်းမောင်တီသူ í သနတ်ကိုတိုက်နေရမှာဒါဖြင့်အခုအချိန်မျိုးမှာအမဲလျှောက်ချောင်းလို့အကောင်းဆုံးပေါ့ဦးလေးကြီးဟုတ်တယ်တားကောင်တွေအိယာထားချိန်ဖြစ်လို့ရှားရဖွေရလွယ်တယ်ငါတူဒါပေမဲ့ငါတူတခုလေးချင်ခံရှိရမယ် ခြေလုံးဖို့နဲ့မျက်စိရှင်ဖို့ပဲဒါအရေးကြီးတယ်ဒီလိုလေ့ကျင့်မျိုးမရှိခဲ့ရင်ငါတို့မောယုံရှိမယ်သားကောင်တွေကငါတို့ကိုအရင်မြင်ပြီးတကြိုးတည်းပြေးလိုက်မယ်ဥပိုးဟန်ဒီမုတ်ဆိုးတင်တဲ့ lecture ကိုစတင်၍တင် जा လိုက်ပါသည်ဒါဖြစ်ရင်ဗျာ ဥလေးကြီးပြောသလိုဆိုရင် လေ့ကျင့်မှုအများကြီးလိုတာပေါ့အခွင့်အကြုံတုံးဥလေးကြီးစီတော်လိုက်ပညာဘဟုသုတစီးပူးကြရမှာပဲ ရဲဘော်ထွန်းစိန်သည်ကြားဝင်၍ထောက်ခံပြန်ပါသည်ကျွန်တော်သည်သူတို့၏တောလိုက်ပညာဆွေးနွေးနေကြပုံကိုနားထောင်နေမိစဉ်တွင်လက်ရဖက်မြိုင်တော်စီမှတရှူရှူနှာခေါင်းမှအတံပြင်းပြင်းနှင့်မှုတ်ထုတ်လိုက်သောတတဝါတကောင်၏အသက်ရှူတံပြင်းပြင်းကိုကြားရ၍အမှန်မဲ့လှမ်း၍ကြည်လိုက်မိသည်တခဏလေးတွင်၌တောတွင်မှဝေါ်ခနဲသစ်ပင်များကိုတိုးဝေကကျွန်တော်တို့တဲစကန်းရှိရာလွင်ပြင်သို့ အလွန်ကြီးမားတုတ်ခိုင်လာသောတတဝါကြီးတစ်ကောင်သည်ပေါ်ထွက်လာလေသည်ကျွန်တော်တို့စကားပြောနေကြသောတဲစီတို့ဥကောင်တက်တက်ကြီးတည်နေလေသည်အလွန်နာပါ၍မျက်စိရှင်လာသောဥဘိုးဟန်သည်ပါဆက်အဟောင်းသားနေရာမှဟာဘယ်နဲ့ဟာကြီးလဲကွာကျွဲကြီးလည်းမဟုတ်တန်ပါဘူးဥဘိုးဟန်ဤစကားမဆုံးခင်တွင်တုတ်ခိုင်၍ကိုလုံးနှင့်ရက်မောင်းနှင့်စာလင်ပူကောက်ကပုံသဏ္ဍာန်ရှိသောတတဝါကြီးသည် ခေါင်းကိုတချက်ငှောက်ကနှာခေါင်းနဲ့မြေကြီးကိုအနှံ့ခံသလိုလှုပ်လိုက်ပြီးနောက် ကျွန်တော်တို့သဲရှိရာသို့ကဆုံဆိုင်း၍အပြေးတက်လာလေသည်ကြီးမားတော့ကိုခန္ဓာကြီးနဲ့အစမတန်အောင်လှင်မြန်လှသော ကိုအရှင်တို့အောက်၌မြေကြီးသည် ခွဲ၍ဝင်သွားသည်ထင်ရအောင်သဝုံဝုံခြေတံများနှင့်တုံလှုပ်သွားလေသည် ကိုလုံးကိုထဲကြီးမှာမိရထားဆက်ကောင်းကြီးလို ကြီးမားနေပြီလင်မဲမဲကြီးဖြစ်၍ ကျွန်တော်တို့ရှိရသူတဲမတ်စွာပြေးလာနေသည်တတဝါချင်းနဲ့ကျွန်တော်တို့အကြား၌ကိုင်းနေရာတွင်ကြွားဝေးနေတော်လေစက္ကန့်ပိုင်းတွင်၌ကျွန်တော်တို့ရှိရသူတတဝါကောင်ကြီးဆက်ရောက်လာတော်မီမှာတည်ချနေပြီပြီကျွန်တော်နဲ့တကွအဖွဲသားအားလုံးမှာအံ့အားတင့်နေကြရမှာပြုံးကနဲ့တတိယ၍မျက်နှာမူထားရဖတ်သူတအားထား၍ပြေးမိဒီကိုကျွန်တော်တတိပြုမိပါသည် ကျွန်တော်တို့သဲလေးမှထွက်၍ခြေလန်းဆယ်လန်းလောက်ပြေးမိသည့်အခါတွင်သဲကလေးသည်အပေါ်တို့မြောက်တက်သွားပြီးဝုံးကနေတိုင်းနှင့်အတံများဖြင့်ပဲ့တင်ထက်သွားလေသည်ပြေးရင်းနှင့်ကြီးဖြစ်အောင်နောက်ပိုင်းသို့အမတ်တရကြီးလိုက်သည်တွင်ဒေါရတကြီးတန်ကြီးဖြင့်တရဝါကောင်ကြီးသည်ကျွန်တော်တို့စကန်းချရာသဲကိုခြေမုံတိုက်ခိုက်ပြီးနောက်ပစမတကူးကူးမြင်ရင်အရှိန်မတက်ပင်လှဝဲဖက်ရှိတနုံတော်ထဲသို့တဝေါ်ဝဝင်ရောက်သွားလေတော့ဒီ တိပင်ကြီးတပင်ကို အကာအကွယ်ယူ၍လက်နက်မဲ့ဖြစ်နေသောကျွန်တော်သည်ခတ်တုတ်တုတ်အတန်ဖြစ်ပြို့ဥပုဟံဥပုဟံဘဲမလဲကျွန်တော်နှင့်ဂဲတပြက်လောက်ဝေသောတိပင်စီမဒီမှာပြို့ပုံမှုကျုပ်ဒီမှာဟုအတန်တက်တက်ဖြစ်ပြန်၍ထူလေသည်ဤတွင်မှကျွန်တော်ဒီအရေးအကြီးဆုံးနှင့်အများဆုံးလှုပ်ဆောင်ရန်ကိစ္စကိုတတိယမိလီသည် လာလာလာတဲစီပြန်ပြီးတနက်တွင်အမြန်ယူကြ ဟုအော်ဟစ်တိပေးလိုက်ပြီးနောက်ကျွန်တော်ဒီပြူပြက်ရိုင်လဲနေသောတဲစီတို့တအားပြေးထွက်လာခဲ့မိသည်ကံကောင်းတီဟုဆိုရပေမည်အလွန်အရေးကြီးသောစင်ပြက်တနက်ကြီးများမှာအပြက်အစီမရှိပေများစွာမခဲမရင်နှင့်ပင်ရှာဖွေတွေ့မိသည်ကျွန်တော်ဒီစင်ပြက်နှလုံးပူရိုင်ဖယ်ကိုမောင်းချိုး၍ကြည်စံနှစ်တောင့်ကိုထဲလိုက်ပြီးနောက်မောင်းတင်၍တတဝါကောင်ကြီးခုံမိရာတနုံတော်ဖတ်သူမျက်နှာမူကအသာရက်နေလေသည် ဥပိုးဟန်လည်းတုတ်သီးတုတ်ပြနှင့်ရောက်လာပြီးလင်သူ၏ဘွိုက်404ရိုင်ဖယ်ကိုကောက်ယူလိုက်ပြီးရန်တောက်များကိုထည့်ကာမောင်းတင်၍ကျွန်တော်နှင့်ဘေးချင်းရှင်ရက်လျက်ဟိတ်ကောင်လေးတွေလာကြလာကြမင်းတို့တနတ်တွေမြင်မြင်ယူပြို့မောင်စိန်ဖုံးနဲ့လမ်းပြဆရာကြီးထွက်ခဲ့ပါ မကြာမီအတွင်း၌ကျွတ်စီကျွတ်စီဖြစ်ကျွန်တော်၏ရဲဘော်များနှင့်ရွာကောင်းလမ်းပြဆရာကြီးတို့သည်တစ်ပင်ဝါရုံများကြားမှအလျော်လျော်ထွက်ပေါ်လာကြလေသည် ဘယ်သူဘာဖြစ်သေးသလဲဟိမြန်မြန်သတင်းပို့ကြဘာမှမဖြစ်ပါဘူးပုံမူကံကောင်းလို့ပေါ့ဗျာကျွန်တော်နဲ့လေးလန်းခွာလောက်ပဲလိုတော့တယ်ရဲဘော်ဘာရွှေဒီမောတန်ကြီးနဲ့သတင်းပို့ရင်သူ့ရိုင်ဖယ်ကိုကောက်ယူလိုက်လိမ့်ဒီဘဲနဲ့လေဦးလေးဟန်ကျုပ်တို့ဒီမှာဆက်နေလို့ဖြစ်ပါဦးမလားဒီလိုအဖြစ်မျိုးကျုပ်တို့တသက်မှာတခါမှမကြုံဘူးယကျုပ်တို့အတန်ကြားရကိုအသိဝင်ပြီးစော်ထဲတာပဲဗျို့ကြည့်ပါလား ဒီကနေ့မှအစ်ချက်ချွတ်ဆောက်ထားတဲ့တဲတောင်ဆက်ကူတစ်ချက်လိုလွှင့်တက်သွားတဲ့ခွန်အားအခုထင်တုန်းကတော့ကျုပ်အသက်တောင်ကျုပ်အားမမခံရဘူးအငိုက်ခံလိုက်ရတာမို့လက်လွတ်ပြေးကြရတဲ့မောင်စင်ဖိုးအမှန်မှတော့ကျုပ်တို့ကိုလိုက်ချောင်းနေတာကြာပြီဗျမနဲ့ကလေးကပဲကျုပ်လည်းအထင်သားဗျဂယုမဆိုင်ကဲလို့အခုလိုခံရတာခုထင်ကလို့ပြေးလာကြည့်ပါရက်နေရာကပြတ်သွားစီမင်းကျုပ်တို့တနက်ချင်းတနက်ရဲ့ကြီအားကိုမြင်ချရမှာပေါ့ ရွာကောင်းမောင်စိန်ဖူးဟာဥပုဟန်ဒီတလုံးသောစီတို့မမိတ်မတုံကြည့်ရင်ဖြေဆိုလေသည်ဥလိကြီးဒါဘာကောင်းလဲဗျဘဲနဲ့ကျုပ်တို့တော့လက်မခတ်ပဲကျုပ်တို့နေတဲ့တဲကိုရဆရာမရှိအောင်တကြိုးတည်းဖြတ်သွားတယ်ရဲဘော်တန်းမောင်က မေကွန်ထုတ်ပြန်ပါသည်အမားငါသူရဲ့တို့ကိုတက်တက်ချိန်ပြီးလိုက်တက်တာမောင်ရင်ဒီကောင်မျိုးကမျက်စိမွဲပြီးနားနဲ့နားထောင်တဲ့နေရာမှာအလွန်ကောင်းတဲ့တတ္တဝါမျိုးกว่า ကျိုးသူတွေဆိုပြီးစကားပြောနေတဲ့အတန်ကိုဒီကောင်ကြီးကကြိုးတင်နားထောင်ပြီးမှမျက်စိကမှုံတော့တဲကိုမှန်ပြီးတခါတည်းလိုက်တိုက်တာကမနှက်ခင်းကဆိုရင် အခုလိုအပေါက်မျိုးဟာတို့ထဲကဘယ်နှယောက်ကိစ္စချုံးမလဲမသိဘူးအခုချိန်ကလည်းစီးစာချိန်ဖြစ်ပြီးမသေးခွဲတဲ့အချိန်မျိုးမို့ဘောဒါဖြစ်ဒီတရိတ်ဆန်ကြီးဟာဘာကောင်လဲဗျာဒီလောက်ဆိုးရအောင်ရွာကောင်းမောင်စိန်ဖိုးဒီအလွန်တိချင်တိမျက်နှာသားဖြစ်မေးဒီတွင် မောင်စိန်ဖိုးကြီးကျုပ်လက်အဆကဒီအကောင်ဘာကောင်တုံးလို့အတော်စဉ်းစားနေမိတယ်။နောက်တော့ဘုံဘူးနဲ့ဒီကောင်ကြီးရဲ့ခြေရာကိုကြည့်ပြီးစဉ်းစားတော့မှရေးရေးပဲထင်မိတယ်။အခုတော့သိပါပြီကွာ။ကြောက်တော့တိတ်ကြောက်မသွားနဲ့မောင်။ကြံ့ဆိုတဲ့သတ္တဝါကောင်းကဗမာပြည်မှာတိတ်ရှားတယ်။ဘဲနဲ့ဒီရိုးမမှာရှိတယ်လို့ဒါကြားဘူးတယ်။အခုမှကျုပ်ကိုယ်တိုင်တွေ့ရမြင်ရုံသာမကဘူး။ဟာဟာ။ကံကောင်းလို့အသက်ပါမပြောက်တယ်။ နှိတ်ဟကြံ့ဆိုရင်ကြံ့သွေးရောက်မလွတ်တမ်းဟိဟိတိတ်ဆူဆူညံညံလုံးမနေနဲ့ဟိုကောင်ကြီးဟာခွက်ဝေးဝေးမသွားသေးဘူးမော်ကြီးတလုံးတော်ထဲမှာကျုပ်တို့အစ်ကိုတချီပြန်ချောင်းနေသေးတယ်တတိလည်းပြူချောင်းအောင်တို့ဥပိုးဟန်ဒီတတိပေးလိုက်ပြီးနောက်မိဖို့တို့ထင်းများများအထည့်ခိုင်းပြီးစခန်းတစ်ခုလုံး၌မိရောက်များဖြင့်ထိန်လင်းနေလေသည်ဦးလေးကြီးတို့ထမင်းသုံးဆောင်ကြပါအောင်လေ ခတ်အောင်အောင်ရည်တန်နှင့်ရဲဘော့ဘားရှူသည်စတင်နောက်ပြောင်ပါသည်တော်ပြီလကွယ်ကြံ့ကြီးကခုတင်မဲအဝကျွေးသွားလို့ဝပြီမယုံရင်မဲ့ထမင်းပွဲရှိသေးလားလို့ရှာကြည့်စမ်းကွာဟုတ်ပါသည် ထမင်းပကံများ၏အတွင်မှထမင်းလုံးများသည်တဲပတ်ဝန်းကျင်၌နှမ်းကျဲထားသလိုဖွေးနေပါတော့သည်ထမင်းပွဲပေါ်၌တက်ငယ်များသည်ဖုံးအုပ်လက်တွေ့ရပြန်ပါသည်အဖိုးကြီးကျုပ်တို့အထူးသတိပြုရမယ်နော် ဒီကျန့်ဟာတော်တော်ဆိုးတဲ့ကောင်ပဲကျုံလေးလာဖူးတာကတော့ကျန့်ဟာလူကိုကြောက်တယ်လို့ပြောတယ်အခုတော့သူကစတင်ပြီးဆော်တာပဲဗျကိုလုံးကိုထဲကလည်းပြောင်ထက်ကိုကြီးတယ်ဥပိုးဟန်ဒီကျွန်တော်ဤစကားစကိုပြန်၍ဟုတ်တယ်အလွန်အနေထိုင်ကြစ်လက်တယ်လို့တည်ရတယ်အခုတော့လူမတွေ့တွေ့တဲ့နေရာလိုက်ပြီးရမ်းမှုနေတယ်ထူးတယ်ဗျဘုံမူပြီးတော့ရွာနဲ့ဘာဝဲလို့လဲဗျာဒီထီအောင်ရဲတင်းနေဆိုတာလဲစဉ်းစားเสียရပဲ။ ဒီရိုးမမှာကြက်ဟာအလွန်ရှားပါတယ်ဗျာဒီညတော့ဘယ်သူမှအိပ်ဖို့စိတ်မကူးကြနဲ့ဗျို့အားလုံးမိုးလင်းစောင့်ကြရမင်းဒီအကောင်ကြီးဟာဟောဒီတော်ထဲမှာပဲမြုံနေလေကိုင်းရဲဘော်ပါရွေတို့လူလူမဲမဲယူလာတဲ့ကေယာရှင်ထုတ်တွေယူခဲ့ကွာတယောက်တထုတ်ဝေဟိဆောင်ကိုတဲပြက်သေးကရှာပြီးခြုံကြမိကိုမပြတ်ထိုးပြီးလက်နက်နဲ့လူနဲ့မကွာစီနဲ့အကောင်ကြီးဒီတကာထွက်လာရင်တို့ကပထမဖြစ်မင်း မင်းတို့လည်းဆက်ပြီးပြစ်ကြကြားရလားကြားပါတယ်ဗိုလ်မှုပြီးတော့ဒီကောင်ကြီးဟာတရှိန်ထိုးမှတွေးတမျှတိမ့်ခတ်တယ်အရှိန်လွန်သွားရင်သူဘာမှမတတ်နိုင်ဘူးမှတ်ထားကြသူပြေးလာတဲ့လမ်းကြောင်းတက်တက်ကမနေနဲ့ခြေသုံးလေးကွက်လောက်ရှောင်ရလွတ်တာပဲကျွန်တော်စကားပြောနေစဉ်တနုံတော်တွင်းစီမှတဖူးဖူးနဲ့ကြံ့ကြီးမှုတ်ထုတ်လိုက်သောနှာခေါင်းတန်နှင့်ဝမ်းရှက်သမျှကိုကြားရပြန်ပါသည် မိဖို့ကိုနောက်ကျောပေး၍ရာရှင်ထုတ်များကိုဖြည့်ပြီးစားရင်းနှင့်တနုံတော်ဖက်နှင့်မြိုင်တော်ဖက်တို့မျက်ခြင်းမပြတ်စောင့်နေသည့်ကျွန်တော်တို့၏တရံများမှာမိအောင်အောင်၌တကယ့်ပကြီကတစ်ချက်ကဲ့သို့ထင်ပေါ်လှပါပေ၏ဒီတနုံတော်တဲကကောင်းကြီးမထွက်သေးဘူးဗျဘဲနဲ့လုံမလဲဥဘိုးဟန်ဒီကျွန်တော်ကိုစတင်၍အကြံဉာဏ်တောင်းပါတော့ဒီကျွန်တော်နဲ့ဥဘိုးဟန်လမ်းပြတို့ပါ တနုံတော်ပတ်ဝန်းကျင်ကိုခြေရာခံ၍လိုက်လံကြည့်ရှုခဲ့သည်တွင်ကြံ့ကြီး၏ခြေရာကိုတနင်္လာမှမတွေ့ခဲ့ရ၍သိရှိရလေသည်မုတ်ချပင်ကြံ့ကြီးသည်တနုံတော်ထဲ၌ခိုနေကြောင်းသိရှိရလေတော်သည်ဟုတ်တယ်နေရာကောင်းကနေပြီးကျုပ်တို့ကိုစောင့်နေတာပဲဥဖို့ဟန်အထဲဝင်ပြီးလိုက်ဖို့ရာက ပြဿနာမသေးဘူးနော်ဟုတ်တယ်လေအတော်စဉ်းစားစရာပဲ အချင်းအကြားမှာဒင်းကခံနေတာကိုပြဖို့မူဤတွင်ရဲဘော်ဘရွှေသည်ဦးလေးကြီးညတော့ကတော့မူလာကေလာပြောပြီးအခုမနဲ့ကြတော့မြေကြီးဖြစ်နေပါလားလှုပ်ဆမ်းပါဗျာဒီကောင်လောက်များအေးရလို့လို့ဦးလေးကြီးတက်သည့်မကြောင်ဆမ်းပါနဲ့ကျွန်တော်ဒီရဲဘော်ဘရွှေအားအချင်းဤအမှန်ကိုရှင်းပြမည်အပြုတွင်ဥပိုးဟန်ဒီလူပုစိတ်တော်သူဖြစ်၍ကိုင်လာတနုံတော်သေးကိုဝင်ကြမယ်ဦးလေးကြီးမကြောက်ပါဘူးကွာ မင်းတို့မလဲမဝင်နဲ့လူငယ်တွေအတွက်စိတ်ပူလို့ပါပြို့ဥပုဟံစင်စင်ဆာဆာလဲလောက်ပါဗျာကျွန်တော်ဤတောင်းပန်ချက်ကိုဥပုဟံဒီရည်တန်နဲ့ဖြစ်ချင်ရဖြစ်ဖို့ဗျာယောက်ျားပဲသူကဥယင်သူဖို့ကိုကဥယင်ကိုကနိုင်တန်းဖို့မဟုတ်ဘူးလားမောင်မကြီးရဲဘော်များသည်အလွန်အန္တရာယ်ကြီးလာသောတားကောင်ကြီးများပြည့်ရဲ့နှင့်ကျွမ်းကျင်မှုကိုလုံးဝနားမလည်ကြ၍တဟားဟားတဘောကြကားဒါမှတို့အဖိုးကြီးกว่าနော် သက်ဟိတဟိတချီတမောင်းဆန်းချရအောင်စိတ်အားတက်ကြွနေကြပါလိကျွန်တော်ကိုယ်တိုင်ကတနုံတော်သေးသို့ဝင်ရင်တားမြင့်ပါမူကားရဲဘော်များသည်ကျွန်တော်ကိုပင် သူတို့တည်ရင်မူတယောက်အနေမှမေ့၍တက်သည့်ကြောင့်သူဟုမောက်ချထင်သွားမိမှာတေချာလှပြီထို့ကြောင့်ဖြစ်ပေါ်မိအန်ဒီရေကို ကြိုတင်၍ရှေ့ဦးစွာရင်ဆိုင်ကာကွယ်နိုင်ရန်အတွက်သာ ကျွန်တော်ဒီရင်တွင်တတိတ်ခုံရင်စဉ်စားကြံစားနေမိပါသည် ျွန်တော်နဲ့ဥပုဟန်တို့ဒီအကျယ်အဝင်းအေရိယာဂိုက်600နဲ့900ကြားရှိဒနုံတော်ကိုစေစေဆက်ဆက်ကြည့်ရှုငေးမောနေမိပါသည်ဒနုံတော်ဆိုသည်တလမခန့်ရှည်လျားသည့်စူးများဖြင့်ဒနုံပင်ရွယ်များ၌ပေါက်ရောက်နေသော ရေဆက်ဆက်ရှိသည့်တောမျိုးဖြစ်ပါသည်တိပင်များမှလည်းပုအိုင်အိုင်နှင့်တောဖြစ်ပြီးလင်ဝင်ရထွက်ရများစွာခက်ခဲလာသောတစ်တောမျိုးစားဖြစ်ပေသည်ပထမအဦးဆုံးကျွန်တော်နှင့်လမ်းပြလှုပ်သူဦးမတ် ထို့နောက်မှရဲဘော်၃ယောက်ထို့နောက်မှရွာကောင်းဦးစိန်ဖိုးနှင့်ဦးဘိုးဟန်စသည့်နာမည်ပါအစီအစဉ်တိုင်းတဒန်းစီခြိတက်ဤတိုင်းခြိတက်ကြရန်စီစဉ်ရပါသည်ကျွန်တော်တို့ဒီရိုင်ဖယ်တနက်များကိုရမ်းတောင့်ထည့်ပြီးရှိမရှိ မောင်းတင်ပြီးမပြီးကိုဂရုတစိုက်စစ်ဆေးကြပြီလင်ကျွန်တော်ကစတင်၍ကြံ့ကြီးချေရာတိုင်းတနုံတော်သေးသို့အသာဝင်ရောက်ခဲ့ကြလေသည် ကြံ့ကြီးဤခြေရာကိုထင်ရှားစွာတွေးရှိနေရ၍ကျွန်တော်တို့မုတ်ဆုပ်ဖွဲ့သည်များစွာမခဲရင်ပင်လိုက်ခဲ့စဉ်တွင်ကိုင်းနေရာကျော်သို့တန်တန်းရောက်ရှိခဲ့သည်ကြံ့ကြီးဤကိုခန္ဓာကြီးနှင့် သိုးဝဲ၍သွားခဲ့သောလမ်းဖြစ်၍ခြေသွောလမ်းကြောင်းလေးတစ်ဖွဲဖြစ်နေပြီလင်ဘေးတစ်ဖက်တစ်ချက်၌လူမတိုးနိုင်အောင်ထူထပ်လာသောဒဏုံးပင်များသာရှိပေသည်ကျွန်တော်ဤမျက်စိနှစ်ဖက်မှာမလွတ်တမ်းပတ်ဝန်းကျင်လှုပ်ရှားမှုကိုလှေ့လာကြည့်ဆိုင်ပြီးကြည့်၍ ဘေနီယာ၌ကြံ့ကြီးနှင့်ရင်ဆိုင်ရလိမ့်မည်ဟုသောတတိများကြောင့်ကျွန်တော်နှစ်ဖူး၌ချွေးပေါက်များဆုနေလိမ့်ပြီတကားထိုမှလက်ရဖတ်သို့ဂိုင်း60ခန့်꿰သွားသည့်ခြေရာနောက်သို့လိုက်ခဲ့ပြန်ပါသည်10မိနစ်ခန့်သွားမိသောအခါ၌ပထမကျွန်တော်တို့မှုန်ဆိုးတစုစတင်၍တနုံတော်ထဲသို့ဝင်တိနေရာသို့ပြန်ပေါက်ရောက်ခဲ့ပြန်သည်ကျွန်တော်ဒီအလွန်အရေးကြီးသောနေရာမျိုး၌တတိရှိသူဖြစ်၍ ကြံကြီးချေရကိုပြန်ကြည့်လိုက်ပြီးတွင်ကြံကြီးဤခြေရာဟောင်းပေါ်၌ကျွန်တော်တို့ဤဖနှက်ခြေရာများထိုကျွန်တော်တို့ဤဖနှက်ခြေရာများအပေါ်၌အံဩလောက်သောကြံကြီးဤခြေရာအစ်စ်လက်လက်ဆက်ဆက်များကိုတွေ့နေရပြန်ပါသည်ကျွန်တော်တို့ဒီရှေ့သို့ပြန်လဲ꿰ပြီးထွက်ခဲ့လေသည်တနုံတော်တွင်တို့ဂိုင်းနေရာကြုံများပြန်လဲရောက်မိသောအခါ၌ ဥပိုးဟန်ကြီးဒီအသက်မရှူနိုင်စတဲ့ရေကြီးတုတ်ပြနှင့်ကျွန်တော်ရှိရသို့တက်လိုက်လာပြီလင်ဒီတိုင်းလက်လို့မဖြစ်ဘူးပြုပြုကိုမတ်အခုမြန်မြန်တနုံတော်ထဲကလှုပ်တဲ့နေရာကိုဖဲ့ထွက်စမ်းမြန်မြန်လှုပ်ပြုပြီးလင်ဥပိုးဟန်ဒီကျွန်တော်အနာကပ်၍အသက်အောင့်ထားရသောအတန်ဖြစ်တူတူပြောလီတော်ဒီကျွန်တော်ကလေဟုတ်တယ်ကျုပ်လည်းခုတင်ကမြင်လို့ပဲဂိုင်းအပြင်းမြန်မြန်ထွက်စမ်းဥပန့်လွင်ပြင်းဆိုရင်ပြီးရောဘယ်ရောက်ရောက် ို့ရတွင် လမ်းပြဥမှတ်တီရောင်ချာချာဖြစ်နေပြီးထွက်ပေါက်ရှာနေစဉ်တွင် မဆောင်နိုင်သောဥဘိုးဟန်တီသူ၏ရိုင်ဖယ်ကိုရဲဘော်ဘရွှေလက်သို့ခေတ္တပေးလိုက်ပြီးလင် လာလာလာဒီဘက်ကိုမြန်မြန်ဟိအချိန်မရှိဘူးပျော်ပျော်ဆူဆူနဲ့ကိုမှတ်လက်တွင်မှဓားကိုဆွဲယူလိုက်ပြီးလင်ကျွန်တော်တို့၏ဘယ်ဖက်ဒီဂရီ45ခန့်တွင်ရှိသည့်ခြေသွာလမ်းရောင်ရောင်သို့တနုံးကိုင်းများကိုဓားနှင့်ရန်ခုတ်ရင်းအတွင်ခေါ်ဆောင်ခဲ့လေတော့သည် ပါဇက်အငိမ့်မနေသက်သောရဲဘော်ဘရွှေမှာဘဲနဲ့လေဦးကြီးဘာလို့ဒီတော်ထဲကထွက်ကြတာလဲဆက်မရှာတော့ဘူးလားဗျအထဲဝင်ပြီးမှဟုတ်စကားဆလိုက်ရာဥပိုးဟန်ဒီစိတ်ဆိုးသနဲ့ခပ်ပါပြီးတော့မောင်ဘရွှေရာတို့ကိုကြံ့ကြီးကနှောက်ပြန်လိုက်ချောင်းနေပြီးကွာဒီတော်ထဲမှာဆိုရင်အကြိုက်ခံရရင်အားလုံးကိစ္စချုံးကုန်လိမ့်မယ်အခုကတို့ရဲ့ပြေးစစ်တဘောဟိမြန်မြန်ထွက်ချ ကျွန်တော်ဒီမူလကပင် အရေးအခြေကိုသိရှိသူဖြစ်၍ရဲဘော်များကိုဘေးလို့ရသူပို့နိုင်ရန်ဥပိုးဟန်ခုတ်ထွင်ရှင်းလင်းပေးလိုက်သောတနုံတော်ဆက်သို့ရဲဘော်တွေကိုအတင်းတွန်းပို့လိုက်ပါတော့ဒီသွားသွားသွားမြန်မြန်သွားမြန်မြန်ထွက်ကြတိတ်ခတ်တဲ့ကောင်လေးတွေပဲဥပိုးဟန်ဒီပါဇက်မမီတွင်ရင်တနုံကိုင်းများကိုသဝုံမုံခုတ်နေလေသည်ကျွန်တော်အထင်ဖြင့်စက္ကန့်ပိုင်းအတွင်း၌ဟုဆိုရပြီမည် ကျွန်တော်တို့နောက်တဲ့တဲ့ခြေလန်း40ခန်းမှတနုံတော်ကိုတဝုံဝုံတိုး၍အပြင်းလာသောတတဝါကြီးခြေတံများကို ကျွန်တော်တို့ကြားရသည့်တွင်လွင်ပြင်တို့အရလှူ၍ကျွန်တော်တို့ပြေးထွက်ခဲ့လေသည်ကျွန်တော်တို့သည်ကြံ့ကြီးအားထိုးစစ်ဆင်ရမှ ခံစစ်ဘဝတာမက ပြေးစစ်သို့ကူးပြောင်းခဲ့ရလေပြီတကားကျွန်တော်ရှိမှဘားရွှေနှင့်ရဲဘော်တယောက်ဒီနောက်ကျွန်တော်ကျွန်တော်ဤနောက်မှရဲဘော်တယောက်ကိုစိန်ဖူးကိုမတ်တို့ဖြစ်သည် အရေးထဲ၌ရုံရင်ကန်ရင်ပြေးထွက်ခဲ့ကြ၍ဥပိုးဟန်ကြီးကိုဘယ်သူတိုက်ပစ်ခဲ့မှန်းမသိရခြင်း။သုံးလုံးကြီးလဲချချမ်းရင်ခဲ့ဒီကိုရိတ်ခနဲကျွန်တော်မြင်မိပါသည်။တို့ရတွင် ကျွန်တော်ပြေးခဲ့၍6လမ်းအကွာတွင် အရွယ်နှင့်မလိုက်အောင်လင်းမြန်လှသော ဥပိုးဟန်ကြီး၏ထား၍ပြေးလိုက်လာခဲ့သောခြေတံကိုကြားမိသည့်ဖြင့်အနှဲငယ်စိတ်ချမ်းသာမိပါသည်။ကံကောင်းသည်ဟုဆိုရပေမည်။ကျွန်တော်တို့ပြေးထွက်ခဲ့သောဒနုံတော်ပြင်ဖက်သည့် ပီ90ခန့်ခြေပြန့်သောရေခမ်းနေသည့်ဆန်းချောင်းတစ်ခုဖြစ်၍ချောင်းတန်းကျွန်တော်တို့ပြေးထွက်ခဲ့ကြလေသည်ကျွန်တော်ဤမျက်စိများသည် ရှေ့တက်တက်ရှိပြေးခွင်းကို လေ့လာရင်းပြေးခဲ့သည်တွင်ချောင်းဤလဝဲဖက်၌ချောင်းပေါဝါတစ်ခုကိုဂယုပြုမိလေသည် ကျွန်တော်ပါဇက်ကဘယ်ဘက်ကိုဝင်ပြေးဟုဟိရွတ်သတိပေးလိုက်သည့်အတွင် ရှေ့မှရဲဘော်သတိုက်သည်ချောင်းဤဘဲဘက်ရှိတောင်တန်ချိုးဝင်လာသောချောင်းပေါက်လေးတစ်ခုတည်းသို့စုခနေပြေးဝင်လိုက်လည်သည် ကျွန်တော်လဲခြေကုံတုပ်ပြေးခဲ့ပြီးဝင်ကတ်လိုက်ပါသည်တနုံတော်စနစ်ကျွန်တော်တို့ရောက်ရှိခဲ့သောချောင်းပေါက်ဝါတို့သည်အကွာအဝေးဂိုက်နေရအတွင်း၌ရှိလိမ့်မည်ဟုအကျဉ်းအဖြစ်တွေ့ချက်ကြည့်မိပါသည်ထို့နောက်ကျွန်တော်ဤရဲဘော်ကြီးဥဘိုးဟန်စီတို့လှမ်း၍ကြည့်နေမိလိုက်တော်သည် လုံးနီအောင်ပြေးလာသည့်ဥဘိုးဟန်နှင့်သူ့နောက်မှခြေလမ်း30ခန့်မှတအားကုန်ကစုံဆိုင်း၍လိုက်လာသောကြံ့ကြီးကိုကျွန်တော်သည်အာအသင့်စွာဖြင့်မြင်မိလေတော်သည် ကြံ့ကြည်သည်ကိုခန္ဓာတုတ်ခိုင်တလောက်တကယ်ပင်အပြင်းမြန်လာသည်ခြေလန်း၄၅၀အတွင်း၌ကျွန်တော်ရဲဘော်ဥပိုးဟံကိုမိတော့မိမှာတေချာလှပြီဥပိုးဟံကတသည့်ကောင်းသူသာမဟုတ်ပြီဇာဝနဉဏ်လင်းကောင်းလှပြီသူနောက်မှဝါးနှပြန်ခက်မြကပ်၍လိုက်ပါလာသောကြံ့ကြည်ကိုသူ၏လက်တွင်မှတနုံးကိုင်းခုတ်တော်သာဖြင့်နောက်ပြန်မကြည့်ပဲပြစ်ပေါက်လိုက်သည်ဥပိုးဟံပြစ်လွတ်လိုက်သောဓာသည် မွေရလက်ကြီးခြုံထားတဲ့ကဲ့သို့အယုတ်ဆိုးသလောက်အရေကွန်ထူးလာသောကြံ့ကြီးရင်ဘက်ကိုပုတ်ခနဲမှန်သွားလီတော့သည်တို့ရတွင်ကြံ့ကြီးမှာတက်ငယ်ချောင်းလေးနှင့်မှန်သလောက်ဂယုမဆက်ကြီးပုံမူဒေါတာကြီးကသာ ကောင်းကြီးကိုမြေကြီးနှင့်ထီလူလူထား၍တဟုန်သေးဇက်တိုက်ပြေးလိုက်ခဲ့လေသည်ဥပုဟန်နှင့်ကြံ့ကြီးအကြား၌ခြေလန်း၃၀ကျော်သာကွာချားနေလိမ့်ပြီး ဥပုဟိုင်မျက်လုံးများသည် ပြူး၍အပြင်သို့ကျွတ်ထွက်ခမန်းနှစ်ဖူးကြောကြီးများပင် ထောင်နေအောင်အာသုံကအသက်ဘေးမှလှူ၍ပြေးနေသည်မှာတုံလှုပ်เสียပင်ကျွန်တော်ဒီငားရဖို့နှလုံးပြူရိုင်ဖယ်ကြီးကိုအသင့်ချိန်လိုက်ပြီးချောင်းပေါက်ဝမှနေရာယူလိုက်ပါတော့သည်ကျွန်တော်နှင့်ဥပုဟန်တို့ဤမှိုက်မှိုက်ကန်ကန်ထိုးစစ်ဆင်ခဲ့ရာဒေတာနှင့်တဘာဝကိုမှေ့ပြစ်ခဲ့သည့်အတွက်တစ်ဖက်ရန်သူကြန့်ကြီးဤအကြိုက်ကြသွားပြီးနောက် ကျွန်တော်တို့တွေမှာခံဆစ်သို့ကူးပြောင်းခဲ့ရ၏ကျွန်တော်တို့မုတ်ဆိုးစတိုက်မှာကြံ့ကြီးသားကောင်များဘဝသို့ကူးပြောင်းခဲ့ရပြန်၏ဤတွင်မှာကျွန်တော်တို့ခံဆစ်သမားများသည်ကြံ့ကြီးအရာယူထားသောဒနုံတော်မြင့်မျက်နှာပြင်နင်းနေမိမခြေကုံပြေးထွက်ခဲ့ရပြန်၏ယခုမှကျွန်တော်သည်တံပြန်ထိုးစစ်ဆင်နိုင်ပြီပြီတကားဝက်နှာခေါင်းလိုရှည်လျားလျားနှာခေါင်းနှင့် အကောင်ကြီးနဲ့မလိုက်အောင် အလွန်သေးငယ်ချင်းမြောင်းလာသည့်မျက်စိကလေး။နှာရောင်အထက်၌နှစ်တောင်နီးပါးထွက်၍ချုံထက်မဲမောင်နေသည့်တချောင်းထဲသောဂျိုကြီးပါရှင်ကြံ့ကြီးသည်ကုန်းနေအောင်အပြေးလိုက်နေသည်။ဥပုဟန်နှင့်ကြံ့ကြီးတို့သည်ခြောက်လန်းကွာသို့နီးကပ်ခဲ့လေသည်။ကြံ့ကြီးကကျွန်တော်ရက်၍အစင်သည့်စောင့်နေသောချောင်းပေါဝါသို့ချင်းကပ်ဆက်ရောက်ခဲ့ပြီ။ဥပိုးဟန်ဒီကျွန်တော်ရက်နေသောချောင်းပေါဝါမှကြော်လွန်၍အပြေးတွင် ကျွန်တော်ရက်နေရနှင့်ရင်ပေါင်တန်းအရက်သို့ဥကောင်ဆက်ရောက်လာသောကြံ့ကြီးကိုလှင်မြန်စွာဖြင့်ကျွန်တော်ဒီရိုင်ဖယ်ဖြင့်ချိန်လိုက်ပါတော့သည်ကျွန်တော်ဤညာဖက်လက်ညှိုးမှတနက်မောင်းကိုဖိနှက်၍ညင်သာစွာဆွဲဖြုတ်လိုက်ပါတော့သည်စမ်းချောင်းနှင့်ဒနုံတော်ကြားဖြစ်၍ပြင်းထန်လာသောကော်တိုက်ရန်အားနှင့်ပေါက်ကွဲတံတို့မှမြေတုံဟိရိုက်ခတ်သွားပြီးထွက်ပေါ်လာပါတော့သည်ရှေးသို့သအားဆက်၍တဲကြီးမဲကြီးနှင့် အပြေးလိုက်နေသောကြံ့ကြီးသည်တန်တကိုင်းကြီးနှင့်တအားပြေး၍စောင့်လိုက်သလိုတန့်ခနေဖြစ်သွားပြီးတခဏလေးတွင်ငြိမ်သက်သွားလေတော့သည်ထို့နောက်ခြေလက်ပုတူတူများသည်ကတုံကရင်ဖြစ်သွား၍ရင်းရိုက်လျက်ပစစ်တူးတို့ကျသွားပြန်သည်ချက်ချင်းပင်ကြံ့ကြည့်သည်ကတုံကရင်နှင့် အာယူ၍ပြန်ထပြန်ပါသည်သူရတွင်ကျွန်တော်သည်ယခုကဲ့သို့အသက်ဥဆန်ပြားအချိန်မျိုး၌ရန်လူစစ်စစ်ဟုတိထားသောကြံ့ကြည့်ကို အခွင့်အကောင်းနောက်ထပ်မပေးနိုင်တော့ပါ။ကြံရှိနေသေးသောကျွန်တော်၏ဘယ်ဖက်ရိုင်ဖယ်ပြောင်းမှကြီးစံကြီးတစ်ခုတည်းကြံ့ကြီး၏နရွက်ရှိသောအုံကနေမီဟီ ဖောက်ထွင်းသွားလေတော့သည်။ကြံ့ကြီး၏အယုတ်ကျိုးပြက်ဖြစ်သွားသောခန္ဓာကိုယ်ကြီးသည်မြေပေါ်သို့ ပုံလက်သာကျသွားလေသည်။လက်ပြင်အောင်၌ကြီးစံရာတစ်ချက်ကောင်း၌တစ်ချက်ဖြင့်ကြံ့ကြီးအားကျွန်တော်ဒီကိစ္စသုံးလိုက်ခြင်းဖြစ်ပါသည်ကျွန်တော်ဒီရဲဘော်ဥပိုးဟံကိုလှမ်း၍ကြည့်လိုက်ပါသည် အမောလုံရီလာမသိရသို့မဟုတ် ခလုတ်တ၍လဲသလားမသိရလျောင်းဥပုဟန်ဒီတဲပြင်ပေါ်၌မှောက်လျက်လဲနေရသို့ကျွန်တော်အပြေးကလေးသွားရောက်ပြီးဆွဲထုတ်ကူမပါသည်သူ့ကြောပြင်၌သွေးဆများကိုတွေ့ရ၍စိုးရင်ကြီးစွာနှင့်အဖိုးကြီးအဖိုးကြီးထိသွားသေးသလားအာယူ၍ထလာသောဥပုဟန်ဒီအနိုင်နိုင်ပြုံးရသောမျက်နှာနှင့်ကြံကြီးခတ်တာမဟုတ်ပါဘူးဗျာစူးစူးတာပါကျိုးတက်ဟာပုံမှုခဲ့တာနော် ဒင်းကိုမပြစ်လိုက်ရတာနားတယ်ဗျာပုံအောင်နေသောရဲဘော်များနဲ့ရွာကောင်းလမ်းပြဥမတ်တို့ပါကြံ့ကြီးတည်နေရသောဝိုင်းအုံရကြီးကြပါသည်ဥဘိုးဟန်ဒီရေဘူးမရေကိုမှောက်လိုက်ပြီးလင် အရေးတကြီးနဲ့ဟေးမောင်ရဲဘော်တို့မောင်စိန်ဖိုးတို့အခုမြန်မြန်ဝါခုတ်ကြစမ်းဝါကြည့်တော့ခုတ်ကြီးမြန်မြန်ကွာဟုတ်ကဲ့ဒီတခါဦးလေးကြီးကမြန်မြန်ဆိုရင် ကျွန်တော်တို့အလွန်အိပ်ပဲပေါက်ပြီးမြန်မြန်ပါပဲဗျာ ရဲဘော်ဘရွှေသည်ပြုံးပြုံးကြီးနှင့်ပြော၍တဖြောင်းဖြောင်းနှင့်ဝါးကြီးတောက်များကိုခုန်နေလေသည်။ဘာလို့ဖို့ဝါးခုတ်တာလဲဖိုးကြီးရဲ့။ကျွန်တော်ဤမိခွန်းကိုဥဘိုးဟန်ကြီးသည်ကြံ့ကြီးအားခြေဆုံးခေါင်းဆုံးငုံကြည့်နေရမှခပ်ပါရောလာပုံမူခမားကစစ်တိုက်ဖို့နှင့်အမဲပြစ်ဖို့လောက်တာဂီဥဆိုင်တယ်တိတက်တယ်။ဒီကြံ့ကြီးဟာရွှေတုံးကြီးဗျ။ဂိုင်းရှင်းရလား။အခုဒီကောင်ကြီးကယူစီကြနေတဲ့သွေးကိုခံယူမလို့ဝါးကြီးတောက်တွေခုတ်ခိုင်းနေတာ ကျွန်တော်ဒီအဖိုးကြီးအချက်ချက်ချပြောဆိုဒီစကားမှာမှန်လွန်းလှ၍ဘာမှပြန်မပြောနိုင်တော့ဘူးကြံ့ကြီးအခြေအနေကို သွားရောက်၍ကြည့်ရှုမိပါသည်ပထမကျွန်တော်ပြစ်လွတ်လိုက်တော့ကြည်စံသည်ကြံ့ကြီးလက်ပြနှစ်ဖက်စလုံးကိုဖောက်ထွက်သွား၍ပထမတစ်ချက်နှင့်ပင်ကိစ္စပြီးမြောက်ပါသည်ဥပုဟန်သည်ကျွန်တော်အားလက်တို့ခေါ်၍ကြံ့ကြီးသင်ပစုံတဏီယာတို့လက်ညှိုးထိုးပြပါသည်ကြံ့ကြီးသင်ပစုံ၌ အရှိတလမခွဲခန့်ရှိဒဏ်ရာအနာဟောင်းတစ်ခုကို တွေးမိပါတော့သည်ဥပိုးဟာဒီအမဲလိုက်တမြောင်နဲ့ထိုအနာဟောင်းကိုအတော်ကလေးအားထုတ်၍ခွဲချမ်းရှာဖွေစုံစမ်းပါသည် မကြာမီတွင်၌ဟောင်းနှန်းနေသောတန်ဖြစ်ပြုလုပ်ထားသောမြားခေါင်းတစ်ခုကို တွေးရလေသည်ဘဲနဲ့ဥပိုးဟံဒူးလေးများထိတ်မှတက်တဲ့မြားခေါင်းမျိုးပါကလားဒါကြောင့်ဗောဗျဒီခေါင်းကြီးဟာလူမြင်ရင်မလွတ်တမ်းလိုက်သက်တာဗော ဒီကောင်ကြီးကိုလူတွေကတကြိမ်တစ်ခါတုန်းကဒူးလေးနဲ့ခက်နနာပစ်ထားလို့နဂူကစိတ်တူတဲ့အမျိုးကိုအခုလောမထစ်တထစ်အလောက်ခံရတော့လူသွေးတဲ့ခါမှာဘယ်မှာချမ်းသာပြီးတော့မတုံးကျုပ်တော်ဘူးမူဝင်ပြစ်ထဲ့လို့အနှုံးမို့ရင်ဟိမဟုတ်ပါဘူးကျုပ်ပြစ်လို့ခင်ဗျာအသက်ရှင်တာမဟုတ်ဘူးအဖိုးကြီးကအရွယ်နဲ့မလိုက်အောင်အပြေးကောင်းလို့အဲ့ဒီလိုပြေးပုံကိုကျုပ်ကင်မရာသာရှိရင်ဓာတ်ပုံရိုက်ထားချင်ပါရဲ့ပြီးတော့အဖိုးကြီးမိမကိုပြရအောင် မလှဘူးလားလို့ဝါဟာဟာဟု ရီမောတံများသည်ချောင်းတစ်ချောင်း၌ရှံထွက်၍လာပါတော့သည်မြဝရီမဂဇင်းဇူလိုင်လ1950ခုဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲစာရေးဆရာကြီးဘူတာရာရဲဘော်သုံးချက်ရေးသားထားတဲ့ပြည်တန်းလိုက်တန်းဆိုတဲ့ဝိတ္ထုဇလံလေးပြီးဆုံးလို့တော့ပါပြီခင်ဗျာနားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ